ီသူဝင်နဲ့ဖြစ်ခဲ့တဲ့ဇလံတွေနဲ့ပတ်သက်ပြီးနားလည်မှုပေးနိုင်တဲ့ခြေသူတယောက်ကိုဘဝလက်တွဲပေါ်အပြင်ရွေးချယ်ထားပြီးဖြစ်တဲ့တယောက်ဆောင်ယွန်းယွန်းမင်္ဂလာပါပရိသတ်ကြီးရင်ကလေးတယောက်ဆောင်ဘဝကလေးကတယောက်ဆောင်ကောင်းလွန်တာကြောင့်အကယ်ဒမီစုကြီးကိုတောင်တင်ပိုင်နိုင်ခဲ့တဲ့တယောက်ဆောင်ယွန်းယွန်းကအရွယ်ရောက်လာတဲ့အချိန်မှလည်းအမှုပညာလမ်းကြောင်းပေါ်မှာတက်တက်မတ်မတ်ရှောက်လန်းလာနိုင်ခဲ့သူဖြစ်ပါတယ်။တယောက်ဆောင်ယွန်းယွန်းကသူမဘဝရဲ့အမတ်တရားလို့ပြောလို့ရတယ်။တပည့်ဒိတ်တဲ့အစီအစဉ်မှာတော့ တရုတ်ဆောင်အောင်မင်းခန်တရုတ်ဆောင်စီသူဝင်ဒဇင်ထူးမြင့်တို့နဲ့အတူပရိသတ်တွေအတွက်ထူးဆန်းတဲ့ပရိုဂရမ်လေးတစ်ခုကိုတရုတ်ဆောင်အောင်မင်းခန်နဲ့တွဲပြီးအတွဲညီညီတင်ဆက်ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ဆောင်ယွန်းယွန်းကအစိုးရအစီအစဉ်မှာပဲတွေ့ခဲ့ရတယ်။တရုတ်ဆောင်စီသူဝင်နဲ့ညီဆွန်ခဲ့ကြကအချိန်အနည်းအတိုင်းအတာတစ်ခုထိရောက်ရှိခဲ့ကြပြီးစီသူဝင်းနဲ့ပတ်သက်ခဲ့တဲ့အသံပိုင်းတွေလူမှုကွန်ရက်စာမျက်နှာပေါ်မှာပြန့်နှံ့လာခဲ့တာကြောင့်ပြည်သက်တွေရဲ့ဝေဖန်ပြစ်တင်ခြင်းကိုခံခဲ့ရသလို အနုပညာအလုပ်တွေနဲ့လည်းခဏတာလန်းခွဲခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့တရုတ်ဆောင်တရားအနေနဲ့အနုပညာအလုပ်တွေကိုပြန်လည်လက်ခံလုပ်ကိုင်လာခဲ့ပြီးတရုတ်ဆောင်စီသူဝင်နဲ့လည်းလန်းခွဲပြတ်ဆဲခဲ့ကြတာဖြစ်ပါတယ်။အခုလက်ရှိမှာတော့တရုတ်ဆောင်ယွန်းယွန်းကအရင်ကဖြစ်ခဲ့တဲ့ကိစ္စတွေအပေါ်မှာဖွေးမယူပဲအစအစအရာရာနားလည်ပေးနိုင်တဲ့အမျိုးသားတယောက်နဲ့ဆုံတွေ့နေတာဖြစ်ပြီးသူမဘဝအတွက်အကောင်းဆုံးဖြစ်မဲ့သူကိုလည်းရွေးချယ်ခဲ့ကောင်ပြည်သက်တွေရှိကိုချပြလာခဲ့တာလည်းဖြစ်ပါတယ်။ ရုပ်ဆောင်ရွံ့ရွံ့တယောက်ချီရတဲ့သူနဲ့သွာလာလှူရှားနေတဲ့ဗီဒီယိုဖိုင်တွေလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပြီးပဲဖြစ်ပါတယ်။အရင်တုန်းကမှားခဲ့တဲ့အမှားတွေအပေါ်မှာသင်ခန်းစာယူပြီးဘဝအတွက်အကောင်းဆုံးလက်တွဲပေါ်ကိုရွေးချယ်နိုင်ပါစေလို့လေရွံ့ရွံ့အတွက်ပြည်သက်ကြီးကဆုတောင်းပေးခဲ့ကြပါအောင်ရှင်။